လူပိတခြင်းလင်ကျွန်တော်တို့ဘဝများတွင်တခုခုကိုလိုခြင်းလင်တခုခုကို ပေးဆက်ခဲ့ရမှုများနဲ့ကြုံတွေ့ရပါလိမ့်မည်ဆုံးရှုံးခဲ့ရခြင်းများ ဆုံးလွတ်ခဲ့ရခြင်းများသည်လွတ်မြောက်ခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည် အရာရာကိုမြဲအောင်စုပ်ကိုင်းဖတ်တွေထားရန်ဆိုသည်မှာမဖြစ်နိုင်ပါဘူး လွတ်ချသင့်သည်များကိုလွတ်ချလိုက်ခြင်းကစင့်မှန်သောဘဝအနေအထားတစ်ခုစီကိုဥတီသွားနိုင်ကြောင်းသဘောပေါက်ထားရင်လောကကြီးသည်တာယာနေမည်သာဖြစ်သည်။တန်တရားတွေကိုစွန့်လွှတ်လိုက်ပါ။ယုံကြည်မှုကိုရှာတွေ့လာပါလိမ့်မည်။မျက်ရည်တွေကိုတုပ်လိုက်ပါ။မျောလင်းချက်တွေပေါ်ထွက်လာမည်။ကြောက်ရွံ့မှုတွေကိုပယ်ဖျောက်လိုက်ပါ။တတိရှိရှိရှေ့ဆက်လှမ်းဝင်မည်။ နာကျင်မှုတွေကိုတောင့်ခံလိုက်ပါခံစားနေရမှုတွေတတ်တာသွားမည်နှောင်ကြိုးတွေကိုဖြတ်တောက်လိုက်ပါလွံ့မြောက်မှုကို ရရှိလိမ့်မည်အမှောင်တွေကထွက်လိုက်ပါ အလင်းထဲတွင်ရှင်းလင်းစွာရှောင်လန်းနိုင်မည်အတ္တတွေကို ဖြေလျှော့လိုက်ပါနှိမ့်ချတတ်မှုကို အလိုလိုရလာလိမ့်မည်မာနတွေကိုခွာချလိုက်ပါ ပဂတိအမှန်တရားကို တွေ့လာပါလိမ့်မည်အတွေ့ခေါ်ဟောင်းတွေကို နောက်မှထားခဲ့လိုက်ပါအသစ်တွေဘက်ကို အလိုလိုရောက်သွားလိမ့်မည်အတိတ်တကားကို ပိတ်ထားလိုက်ပါ အနာဂတ်တကားကအလိုလိုပွင့်လာလိမ့်မည်နားပိတ်ထားလိုက်ပါ ကို့အတန်ကို ကိုပြန်ကြားရပါလိမ့်မည်ရိုးသားလိုက်ပါကြည်လင်ရှင်းလင်းစွာမြင်ရပါလိမ့်မည် အထင်နဲ့ဆုံးဖြတ်ခြင်းကိုရှောင်လိုက်ပါ စာနာစိတ်တွေရောက်လာပါလိမ့်မည်မသေးချသောဝေဖန်ပြစ်တင်မှုတွေကိုရပ်လိုက်ပါစင်နာတတ်မှုတွေရောက်လာပါလိမ့်မည်နောက်ဆုံးတွင်စွန့်သင့်နာတွေကိုစွန့်လိုက်ခြင်းကဆုံးရှုံးမှုတွေကိုမဖြစ်စေရုံမကပိုပြီးတိုးတက်ဖွံ့ဖြိုးမှုတွေကို ဖြစ်စေကြောင်းတွေ့ရပါလိမ့်မည်စွန့်သင့်နာတွေကိုစွန့်လိုက်ရင် အခြားတယောက်ယောက်အတွက်နေရာတနေရာပေးစရာရှိလာပါလိမ့်မည်။စွန့်သင်နာတွေကိုစွန့်ပြီးမိမိကိုယ်ကိုရှာတွေ့အောင်ကြိုးစားပါ။ပူပြီးချမ်းသာသောဘဝပူပြီးလွတ်လပ်သောဘဝပူပြီးအတိတ်ပဲရှိသောဘဝကိုရှာဖွေတွေ့ရှိလာပါလိမ့်မည်။ ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုင်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။